ရုံးပတီတီစိုက်ပျိုးနည်းနဲ့ပတ်သက်ပြီးတည်တည်နဲ့အချက်လက်တွေကိုဒီဗီဒီယိုမှာမျှဝေပေးမှာဖြစ်ပါတယ်။ရုံးပတီတီဟာမြန်မာနိုင်ငံမှာအများဆုံးစိုက်ပျိုးစားသုံးကြတဲ့ဟင်းဒီဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။စိုက်ပျိုးရလွယ်ကူပြီးဝင်ငွေလည်းကောင်းမွန်တဲ့အတွက်တောင်သူတွေအတွက်တွက်ချေကြိုက်တဲ့တီးနှံတစ်ခုလည်းဖြစ်ပါတယ်။မျိုးရွေးချယ်ခြင်းအမျိုးအစားရုံးပတီတီမှာအပင်အနှိမ်အမြင့်အသီးပုံတရံအမြောင်းပါမျိုးလုံချုံမျိုးအယောင်အစိမ့်အနီစတာတွေပေါ်မူတည်ပြီးအမျိုးမျိုးကွဲပြားပါတယ် မြန်မာနိုင်ငံမှာအပင်မြင့်မျိုးနဲ့ဖိန်ဒဝါလိုမျိုးတွေကိုအများဆုံးစိုက်ပျိုးကြပါတယ်။မျိုးစေ့နှုံထားတဧကအတွက်မျိုးစေ့6ကီလိုဂရမ်ကနေ10ကီလိုဂရမ်ခန့်လိုအပ်ပါတယ်။ရာသီဥတုနဲ့မြေမျိုးအစားရုံးဂရီတီဟာပူနွေးတဲ့ရာသီဥတုကိုနှစ်သက်ပြီးအပူချိန်20ဒီဂရီစင်တီဂရိတ်အောက်ဆိုရင် အပင်ဖြစ်ထွန်းမှုမကောင်းပါဘူး။ဆောင်းရာသီမှာစီးနင်းတံကိုမခံနိုင်ပါဘူး။ မြန်မာနိုင်ငံမှာຫນွေမိုးစောင်း300တီလုံးစိုက်ပျိုးနိုင်ပေမဲ့မိုးဦးနဲ့မိုးနှောင်းကာလတွေမှာအများဆုံးစိုက်ပျိုးကြပါတယ်ရေလုံလုံလောက်လောက်ရနိုင်မယ်ဆိုရင်တစ်နှစ်ပတ်လုံးစိုက်ပျိုးလို့ရပါတယ်မြေမျိုးစားမရွေးစိုက်ပျိုးနိုင်ပေမဲ့ရေစီးစင်းမှုကောင်းမွန်တဲ့တဲနှုံမြေဒါမှမဟုတ်မျိုးစားကောင်းမွန်တဲ့မြေကိုပိုကြိုက်ပါတယ်မြေချင်းငန်တတ်5.8ကနေ9.3ဒုညအတွင်းကရုံးပတိတိအတွက်အတင်းတော်ဆုံးဖြစ်ပါတယ်မြေညံ့ရင်နွားချီမြေဆွေးတွေထည့်ပြီးစိုက်ပျိုးနိုင်ပါတယ် မြေပြင်ဆင်ခြင်းမြေပြုပြင်ချိန်မှာနွားချေဆွေးတအေကလျင်၁၀ရန်သို့မဟုတ်တင်းတရားခန့်ကိုမြေပေါ်မှာဖြန့်ပြီးထဲထိုးထုံွေပေးရပါမယ်။ထိုရင်းညက်ပြီးနောက်မြေမျက်နှာပြင်ညင်ညာအောင် ကြမ်းတုံးရိုက်ပေးပါ။စိုက်ကြောင်းတွေဖော်ပေးပါ။စိုက်ပြိုးခြင်းမျိုးစေ့စိန်ခြင်းလူရည်ဒီမှာစိုက်ပြိုးမယ်ဆိုရင်မျိုးစေ့ကို၄နာရီကနေ၁၂နာရီခန့်ရေစိမ်ပေးပါ။ ။မိုးရသည်မှာရေစိမ်းရန်မလိုအပ်ပါရေစိမ်းတဲ့အခါရေပေါ်ပေါ်တဲ့မျိုးစေ့တွေကိုဖယ်ရှားပစ်ပါ။စိုက်ပျိုးနီးဓာတ်ရိုက်စိုက်ပျိုးခြင်းစိုက်ပေါင်တို့မဟုတ်စိုက်ခြင်းတွေမှာဓာတ်ရိုက်စိုက်ပျိုးနိုင်ပါလေ။တခြင်းလျင် မျိုးစေ့နှစ်သုံးစေ့ခန့်ချပြီးစိုက်ပျိုးပါအပင်ပေါက်လာရင်အတန်ဆုံးအပင်ကိုခြံထားပြီးကြံတာတွေကိုဖယ်ရှားပေးပါအကွာဝေးမှာကတော့တန်းကြားသုံးပေပင်ကြားတစ်ပေမှနှစ်ရည်ပထားပြီးစိုက်ပျိုးနိုင်ပါတယ် နွေရာသီစိုက်ယုံပတိပင်တွေကအပင်ကြီးထွားမှုနည်းတဲ့အတွက်စိုက်တန်းနဲ့အပင်အကွာဝေးကိုလျှော့ချပေးသင့်ပါတယ်။မျောစာကျွေးခြင်းမြေပြင်စင်မှာနွားချေအပြင်ယူရီးယားမျောစာတစ်ဝက်တီဆူပါမျောစာ50ကီလိုတအိတ်နဲ့ပိုတက်မျောစာ50ကီလိုတအိတ်တို့ကိုရောပြီးထည့်သွင်းပေးပါ။စိုက်ပြီးရက်30အကြာပေါင်ထက်ချိန်မှာကြန့်ရှိတဲ့ယူရီးယားမျိုးစာတစ်ဝက်ကိုထပ်မံထည့်သွင်းပေးပါ။အပင်ပြုစုခြင်း စိုက်ပျိုးပြီးတလအတွင်ပေါင်းမြက်တွေကင်းစင်အောင်ဂယုစိုက်ပေါင်းလုပ်ပေးရပါမယ်။ရုံးပတိပင်ဟာရေကိုလုံလုံလောက်လောက်လိုအပ်ပါတယ်ပူမှန်မြေစွာရေလောင်းပေးတင်ပါတယ်။ပိုးမွှားယောဂကာကွယ်ခြင်းရုံးပတိမှာရင်ဖြူပြတီးလုံးဖောက်ဖို့စတဲ့ပိုးမွှားယောဂတွေကြားရောက်နိုင်ပါတယ်။ဗိုင်းရပ်စ်ယောဂကာကွယ်ဖို့အတွက်ရင်ဖြူပြစတဲ့ပိုးမွှားတွေကိုနှိမ်နှင်းပေးပါ။ပိုးမွှားယောဂကြားရောက်မှုများလာရင်ပိုးသက်ဆေးတွေကိုညွှန်ကြားချက်အတိုင်းအသုံးပြုပါ။ အကျိုးပြုအင်းဆက်တွေကိုစိုက်ခင်းနဲ့ဆွဲဆောင်နိုင်မှုမိဖက်အပင်များစိုက်ပျိုးခြင်း from scaping ကိုဆောင်ရွက်နိုင်ပါတယ်ခူးဆွခြင်းစိုက်ပျိုးပြီး2လရက်4560ခန့်ကြာမှာပထမဦးဆုံးအကြိမ်စတင်ခူးဆွနိုင်ပါတယ်အဟာရတက်ပြေဝပြီးစားလို့ကောင်းမှုအတွက်အတီးတောက်2လမှကနေ4လမှအရွယ်မှာခူးဆွတင်ပါတယ် ယုံပလီတီကိုတရက်ချားတစ်ခါခူးဆုပ်ပေးပါပူပြင်းတဲ့ရာသီဥတုမှာအတီးတော်မြန်တဲ့အတွက်တရက်တစ်ချိန်ခူးဆုပ်ရတာမျိုးလည်းရှိနိုင်ပါတယ်။ပထမဆုံးအချိန်အတီးခူးပြီးချိန်မှာအပင်အောက်ခြေကရွက်တွေကိုဖယ်ရှားပေးတင်ပါတယ်။ယုံပလီတီပင်ကနှစ်လခန့်အထိအတီးခူးဆွနိုင်ပါတယ်။ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်တော့ like share လေးလုပ်ပေးခဲ့ပါဦး။နောက်တင်တိုင်းဗီဒီယိုလေးတွေကိုလက်မလို့ရအောင်လို့ subscribe လေးလုပ်ပြီးခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးပါအောင်ခင်ဗျာ။ ားလုံးကိုကျေးဇူးတင်ပါတယ်။